ကျွန်တော်အဓိကပြောချင်တာကတော့ဒုတိယဘုံချုပ်ကြီးเนาะ6ရောက်နေဘုံဘုံချုပ်10ရောက်အနာပေးပြီးတော့ကျွန်တော်တို့ဒီကြက်ခိုင်ထဲမှာဝင်လိုက်တယ်ဆိုတော့ကစနာပြောသလိုပေါ့အိမ်ချုပ်ဒီစကောင်းတိုက်ဖို့အတွက်အရင်ဆုံးကျွန်တော်စစ်ပြူဟာဘော်ဒီယာပေါ့ဒီရုံသွားအိမ်ချုပ်ပြီးတော့ကျွန်တော်တို့ရက်သားပုံစံနဲ့ကွာပြီးတော့မှအရေးချုံတိုက်ပွဲဖော်ပြီးတော့မှအလုံးနဲ့နဲ့ကန်အဲဒါကစက်တက်လဲလုတ်တဲ့သပုံလဲလုတ်တဲ့စီရေးပြပါပဲထို့တူပဲမြန်မာနိုင်ငံရေးစင်ဇက်ရှင်ပေါ်မှာလဲဒီလိုပဲအခုဆိုရင်စက်သားတွေအိမ်ချုပ်ပြီးတော့ ဒီခိုင်ဂျိုးပါတီတဲ့မှာဟန်ဆောင်ပြီးတော့ဝင်သွားပါပြီဘုမုံရွှေရဲ့ပြိုင်ဘက်လူပညာတဲ့အုပ်စုတွေကတော့မင်းမျိုးမုံရွှေကိုလာပြီးရွေတိုက်ခိုက်တိုင်းလုပ်လာပြန်ပါပြီဘုမုံရွှေကြည့်တယ်မင်းပါတာပဲနေရာတကောက်ပါလေဆိုတော့ကျွန်တော်ကတော့ပွင့်လေပြောတော့ဘာလို့ဒီလိုလုပ်လဲလို့မင်းအခုမင်းမင်းဘုမုံရွှေရဲ့နတ်ဝင်တယ်ဆိုတော့ရွှေရှင်ဇာကအခုတော်တော်နာမည်ကြီးနေတယ်တော်တော်ခက်စားနေတယ်တော်တော်လေးဒီဇာကမှာဘုမုံရွှေကြီးကျူးဆောင်ထားတာကဟိုတကယ့်ကိုတပါပေါ့ဗျာမင်းမင်းကြောက်ပဲတပါအရေးချင်းဟိုနိုင်ငံတကာစံချိန်စံချိန်မှုမှုစသဖြင့်ပေါ့ဗျာဟိုအပြစ်ပြောတယ်မရှိတော့အောင်ဟိုအရင်က ကောင်းလောနေတဲ့ခါကျတော့တကယ်ဒီကောက်ကိုကြည့်ကြတဲ့ရုပ်ရှင်လောကရဲ့သဘာဝကြီးတွေဆရာကြီးတွေကဘုံတော့မှတ်ချက်တစ်နည်းရိုက်ပေးတယ်။ဘုံဘုံရှူကြီးရဲ့အမှုမြားတော့တကယ်အမှန်ကန်ဖြစ်လာတယ်။ဆိုတော့မှတ်ချက်ပေးကြတယ်။ကျော်မြင့်မြင့်ကောင်ဆိုရဲ့ဗဇက်ကတော့တကယ်ချင်းကြယူပဲစမ်းနော်။ဘုံဘုံရှိတဲ့လက်လုံးချောင်းထောင်ပြခုချိန်မှာထွက်ကြည့်ပါလား။ဘယ်လိုပြောမလဲဆိုတာအခုတော့ခရိုနီကိုယူထားပြီးတော့ပျော်ပျော်ကြီးအော်မြူးနေတဲ့ဘုံဘုံရှူကြီးကိုတောင်းကနေချီးကျူးနေရတွေ့နေရပါတယ်။အဲလိုနေရာမှာဒါအကုန်လုံးကဒါတပ်ဖွဲ့တွေပူးပေါင်းပြီးတော့တင်ပိုက်ထားခဲ့တဲ့နေရာမို့လို့ လာရှိုးလိုမျိုးကလွယ်လွယ်ကူကူပြန်မပွေဘူးတဲ့ပဲအဲ့ကြောင့်သူတို့တွေဘလောက်အချိန်နေဆိုးသွားလဲဆိုတော့တဲ့စစ်တပ်ကနောက်ဆုတ်ပြီးတော့ထွက်ပြေးတာအလောင်းတော့မကောင်းနိုင်ဘူးတဲ့စစ်တပ်မကောင်းနိုင်တဲ့အလောင်းတွေအတိုင်းမှာတပုံကြီးရှိတယ်တကယ်ဆိုလိုက်မှုတွေအားလုံးပဲသဘာဝပေးနေမိပြီးတယ်မှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Google Reaction Channel 2ကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ Google Reproduction Channel Main Channel မှာကတော့မနေ့7နိုင်ခွေသတင်းနဲ့ည7နိုင်ခွေသတင်းတွေကို နှစ်ကြိမ်ဖော်ပြပေးသွားမှာဖြစ်ပြီးတော့ဒီ channel လေးမှာကတော့ညနေ9:00နာရီနောက်ဆုံးရရှိတဲ့သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်တော်တော်များများအားလုံးပဲအဆုံးနေချိန်ပြီးဒီနေ့မှာထပ်မံတောင်းဆိုလိုက်ပါတယ်ဒီနေ့ကတော့နိုဝင်ဘာလ2ရက်နေ့တနင်္ဂနွေနေ့ရက်ညနေ9:00နာရီနောက်ဆုံးရရှိတဲ့သတင်းတွေဖြစ်ပါတယ်ဖောင်သွင်းတဲ့ပုံအနေနဲ့ကတော့ရန်ကုန်တိုင်းတာကီတာမြို့နယ်အကြံဘတ်စီအိုစုရဲ့တာကီတာနေမီရေစကန်ကိုပွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာစခန်းတွေမှာရှိတဲ့ရဲဘော်တပူးကတော့ပြင်းထန်တဲ့အရရှိသွားကြောင်းမြို့ပြကျွတ်ခွန်ရဲ့တာဝန်ရှိသူတွေကထုတ်ပြန်တာတွေ့ရပါတယ်ဒါကတော့ရန်ကုန်မှာပြန်ဆုံမယ်ဆိုတဲ့အတိုင်းမှာရန်ကုန်မြို့လူကျက်တဲ့နေထားမှာလှူရှားတဲ့နေထားပြင်မှာလဲတကယ်မှာပဲတော်လိုင်းတက်တရား သူတို့သားသားနဲ့အခုလိုမျိုးစွမ်းဆောင်နေရလဲတွေ့နေရဖြစ်ပြီးတော့ရွေးကောက်ပွဲကာလမှာလဲတော်လန်ပြည်သူအနေနဲ့အထူးပဲယူပြူလိုအကြောင်းဒီနေရာကိုထပ်မံတည်ပေးခြင်းပါတယ်။ဝန်နှလုံးပြစ်တယ်လက်လုံးမိုင်းနှလုံးနဲ့ပေါက်ခွဲတယ်ပြစ်တဲ့ဘုံတွေကစခန်းဝင်းတစ်ထိရောက်သွားတယ် အဲ့တော့ကြောင့်ရဲ၃កောင်နေ၃ទីပြီး၎င်းကတော့ပြင်းပြင်းထန်ထန်ရောက်တဲ့ဆိုပြီးတော့လေမြို့ပြကွန်ရက်ယောက်ျားဖွဲ့တွေကထုတ်ပြန်တာတွေ့ရှိရပါတယ်တက်ခတ်မှုပြီးမှာတော့ယောက်ျားတဖွဲ့ဝင်တွေကထိခိုက်မရှိပဲစုတ်ခွာလာနိုင်ခဲ့တယ်လို့ရဲစခန်းဝင်တွေမှာလည်းရန်ကားပစ်တာဖြစ်တဲ့အတွက်စစ်တိုက်တွေထွက်ရှိလာတဲ့သဏ္ဍာန်တွေကိုလည်းကြားရကြောင်းပြောဆိုထားတာတွေ့ရှိရပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကောမင်းအောင်နိုင်ကောင်အနေနဲ့ကတော့ရွေးကောက်ပွဲကျင်းပတဲ့နေရာမှာရွေးကောက်ပွဲကျင်းပမယ်ရွေးကောက်ပွဲကျင်းပလို့မရတဲ့နေရာမှာဘုံကျင်းမယ်ဆိုတဲ့သဘောတရားပါပဲစစ်ကော်မရှင်ကမြို့နယ်ပေါင်း63မြို့နယ်ကိုပြန်လည်သိမ်းဖို့ တိုးစားခဲ့မယ်လေလုံးဝမရရှိခဲ့ဖြစ်တဲ့အတွက်အဲ့ဒီ63မြို့နယ်ကိုသူရဏလကုံမှစတင်ကစေုပ်ချိုရေးကြီးညာခဲ့ပြီးစစ်ကောင်မရှင်ကပြီးခဲ့တဲ့အော်တိုဘာ31နေ့ကစတင်ပြီးထက်မှန်ရေးပေါ်ချီနေဖြစ်ရပ်ပေါင်း90တန်းတို့ပြီးဘုံကျဲတော်မယ်နေထားကိုလည်းတွေ့နေရပါတယ်။ရာသီသမထအဖြစ် တောင်ဝင်ယူထားတဲ့စစ်ကွေးမင်းအောင်နိုင်ကတော့ရေးပေါ်အခြေအနေဆက်လက်ရှိကြောင်းကြေညာခဲ့တဲ့မြို့နယ်63မြို့နယ်အတွက်စစ်အုပ်ချုပ်ရေးအမင်းကိုဆက်လက်ထုတ်ပြန်ခဲ့ပြီးလုံပိုင်ခွင့်များကိုကာကွယ်ဦးစီးချုပ်မင်းအောင်နိုင်ထံကိုပေးရခဲ့ကြောင်းမင်းအောင်နိုင်မှာမင်းအောင်နိုင်ကိုပေးရကြောင်းထပ်မံပြီးတော့အချက်မရှိတဲ့မင်းနဲ့ဘေးနဲ့ပြောခဲ့တာလည်းတွေ့နေရပါတယ်စစ်ကော်မရှင်ကစစ်အုပ်ချုပ်ရေးကြေညာတဲ့မြို့တွေကတော့ကချင်မ9မြို့နယ်၊ကျင်းဒီမ3မြို့နယ်၊ကရင်မ2မြို့နယ် ၊ချင်းမ9မြို့နယ်၊စကိုင်းမ9မြို့နယ်၊မကွေးမ9မြို့နယ်၊မန္တလေးမ3မြို့နယ်၊ရခိုင်မ14မြို့နယ်၊ရှမ်းမ15မြို့နယ်တူတူဖြစ်ကြောင်းသိရှိရတာတွေ့ရပါတယ်။ဒါကိုကြည့်ချင်းအပြင်မင်းအောင်လိုင်းတကောင်အနေနဲ့သူပိုင်တဲ့နေရာလေးကဘလောက်ပဲရှိရဲဆိုတာကတော့ပေါ်ပေါ်ထင်နေမယ်။ကိုကိုကွန်ဝင်မီနီရဲ့အနေထားတစ်ခုပဲဖြစ်ပါတယ်။ဒီကောင်မရှင်ရဲ့စေချိုရေးကြီးညာထားတော့လဲအဆိုပါမြို့နယ်အများစုမှာတက်ဆိုင်ရာတော်လိုင်းဖွံ့များရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့လူများဖြစ်ကြောင်းလဲအားလုံးသိရှိမှာဖြစ်ပါတယ်။ကောမအမျိုးကစစ်တပ်ထဲမှာဆိုတဲ့ဘဲပါတီကိုမဲပေးမလဲ ဲ့တော့စစ်တပ်ထဲမှာဆိုဘယ်ပြန်ပြောင်းယူမိရရှင်ရနော်အမျိုးကစစ်တပ်ထဲမှာဆိုဘယ်ပါသည်ကိုမဲပေးမလဲအမျိုးတွေကစစ်တပ်ထဲမှာဆိုရင်မလဲတကယ်ကိုပဲတော်လိုင်းရေးကိုစွန့်တဲ့မှာလုံနေတဲ့သူတွေအများကြီးရှိတယ်ဆိုတာလေတီထားဖို့လိုပဲပါတယ်တကယ်ကိုပဲရှိနေတယ်ပါတယ်ပါတီကိုကျွန်တော်အမျိုးကစစ်တပ်ထဲမှာမဲပါတယ်ကြောက်ရိုက်ပဲစစ်တပ်စစ်တပ်မိသားစုစစ်တပ်ကိုမဲပေးစရာမလိုပါဘူးမိမိစစ်တပ်မိသားစစ်တပ်တိုင်းလဲကိုယ်ဒီစစ်ကောင်းဆောင်တိုင်းလဲကိုယ်စစ်သားပေါ့ကောင်းတာမဟုတ်ဘူးနော်ပြောရလို့စစ်ကောင်းဆောင်တွေအခုဘိုးချုပ်ဘောင်းမင်းချုပ်တယ်ဘုံကြီးမရှိဘူးဒီလူတွေရောပြည်သူတွေကောင်းလို့လား ခင်ဗျားတို့စစ်သားတွေအတွက်တောင်ကောင်းရင်လားဒါစစ်သားတွေအတွက်ကောင်းရုံမှန်လို့ရှိရင်အခုခင်ဗျားတို့စစ်သားတွေအောက်ချင်မှာဘလောက်ထိအခက်အခဲဖြစ်နေကျွန်တော်ကောင်းကောင်းမြင်တာပေါ့နော်အဲ့တော့အခုကျွန်တော်အဓိကပြောချင်တာကတော့ဒုတိယဘုံချုပ်ကြီးနော်6ရောင်းနဲ့ဘုံဘုံချုပ်10ရောင်းအနာပေးပြီးတော့ကျွန်တော်တို့ဒီကြက်ခိုင်ထဲမှာဝင်လိုက်ပြဆိုတဲ့ကစနပြောသလိုပေါ့အိမ်ချုပ်ဒီစကောင်းတိုက်ဖို့အတွက်အရင်ဆုံးကျွန်တော်စစ်ပြူဟာသဘောတရားပေါ့ရင်းငုံသွားအိမ်ချုပ်ပြီးတော့ကျွန်တော်တို့ရတသားပုံစံနဲ့ကွာပြီးတော့မှအရေးကြုံတိုက်ပွဲခေါ်ပြီးဆိုတော့မှအလုံးနဲ့နဲ့ကန် အဲဒါကစက်တက်လဲလုတ်တဲ့တပုံလဲလုတ်တဲ့စီရေးပြပါပဲထို့တူပဲမြန်မာနိုင်ငံရေးစင်ဇက်ရှင်ပေါ်မှာလဲဒီလိုပဲအခုဆိုရင်စစ်သားတွေအိမ်ချုပ်ပြီးတော့ဒီခိုင်ပြိုးပါတီတွေမှာဟန်ဆောင်ပြီးတော့ဝင်သွားပါပြီနော်တကယ်တကယ်အရေးကြုံနေလားငါလားဝုံတိုင်းကာလုတ်တွေပါဖြစ်ပြီးဆိုရင်အလုံးလုံးနဲ့အကောင်လုံးကငါတို့လဲစစ်သားငါတို့လဲစစ်သားဆိုပြီးတော့အဲဘယ်လိုခေါ်မစို့ရင်စခန်းသိမ်းလို့ပေါ့ဗျာနော်အဲဝိဇ္ဇခင်ပါပါဗျာဝိဇ္ဇထခင်ပါပေါ့ဒီဒီဒီဗျူဟာတွေပဲလို့ကျွန်တော်တို့သွားမြင်လာတယ်ပေါ့ဗျာမြင်လာတယ်အဲ့ဒီလိုမှဖြစ်စေခြင်းဘူးနော်ဒါကျွန်တော်အမြင်ရှုထောင့်တစ်ခုကိုကျွန်တော်နေနဲ့ပြောပြတာပါ ကဲဟုတ်ပါပြီအဲ့တော့အဲဘိုလ်ချုပ်6ယောက်နဲ့အမဘိုလ်ချုပ်10ယောက်နဲ့ဒုတိယဘိုလ်ချုပ်ကြီး6ယောက်အားလုံးအဒီနေရာမှာကျွန်တော်ကြည့်တာနောက်တော့ဥမင်းအွန်လိုင်းလည်းမပါဘူးလို့ပြောနိုင်ဘူးနော်ဥမင်းအွန်လိုင်းလည်းသူတမလရာထူးကမှန်တာလို့ရှိရင်တော့တေချာတယ်ပါလာအောင်ပါပဲအဲ့တော့ဒီကိုကိုသားလေးကောက်တင်သွားမလားဒါမှမဟုတ်သူဥဆုံးမင်းပဲတက်သွားမလားတက်သွားပြီးတော့သူ့ကိုတခါလဲကျွန်တော်တို့စစ်တက်ကိုစလေ25ရာခိုင်နှုန်းကတင်မြောက်တော့ဒုတိယသမလားအဖြစ်ကတင်မြောက်ခွင့်ရှိရလေတင်မြောက်ပြီးတော့ သမရရာတို့အသားလေးပတ်နဲ့သောက်ယူသွားမလားအဲကြောင့်ခင်ဗျားတို့ကျွန်တော်ပြောပြောနေစောင့်ကြည့်ပါစောင့်ကြည့်ပါကျွန်တော်ခြေရိပ်ခြေတွေမြင်နေမြင်နေပါပြီဆိုကျွန်တော်ပြောပြတာပါနော်အဲ့ဒါကနံပါတ်၁ချက်ပေါ့အဲ့တော့ကျုပ်မြန်မာပြည်အခုသွားနေတာကထွေပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလားအဲ့တော့ရွေးကောက်ပွဲဆိုတာအင်္ဂလိပ်လိုပြောခေါ်ဆိုတဲ့ရှင် election လို့ခေါ်ပါတယ်အဲ့တော့ selection လို့သက်ရှိတယ်ဒီ election နံပါတ်လေးအင်္ဂလိပ်ဘာသာစကားမှာဝေါ်ဟာလေးမှာအတန်ဖက်လေးရတူတယ် election selection ဆလတ်ဆိုပါလေရွေးချယ်တာရွေးချယ်တာရွေးလိုက်တာရွေးပြီးသားဟိုကရွေးကောက်တာနဲ့ရွေးပြီးသားနဲ့မတူဘူးအခုမြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပမှာလားရွေးပြီးသားပွဲကျင်းပမှာလားဆိုတာကိုကျွန်တော်တို့ကသွားတွေ့နေရပြီအဲ့တော့ရွေးပြီးသားပွဲဖြစ်နေပြီအဲ့တော့ဒီကြံတဲ့ပါတီလေးတွေအနေနဲ့ကတော့ကျွန်တော်နိုင်ငံရေးဇာလည်းမြင်မြင်ပါတယ်ခင်ဗျားတို့ကနိုင်ငံရေးဇာလည်းမတွေ့ပါဘူးကိုယ်နိုင်ငံတက်ကိုလုံနေပုံစံနဲ့မဟုတ်သေးဘူးပေါ့ဗျာနော်ခင်ဗျားတို့ကအတိုက်ခံလည်းမရှိဘူးခင်ဗျားတို့အတိုက်ခံပြောမှဆိုတော့ကိုယ်မောင်းတော့မြန်မာပြည်မှာဆိုအခုကျွန်တော်အတိုက်ခံပြောမှာပဲ အတိုက်ခံလေးတော့ရှိတင်တယ်ဗျာနော်ဖိနမနီနဲ့မမောင်းကနေပြီးလက်ရှိချင်းမှာခုလိုမျိုးတွေးခေါ်မှုတွေပေါ်လာတဲ့တွေ့နေရပါတယ်တကယ်တော့တော်လန်ပြည်သူတွေကတော့အစားတဲ့တီးပြီးတာပါမင်းအောင်နိုင်လို့ရွေးကောက်ပွဲအတူကြီးလို့မင်းတို့ငါတို့တွေကအများနဲ့ပြောနေကြပါဒါပေမဲ့မင်းတို့ကလက်မခံမဲ့ဖိဖိညင်းတို့ခုတော့နောက်ဆုံးကြတော့လဲတကယ်ကမှဘူးပေါ်ဆိုပေါ်မှာပဲတီးတော့တာပေါ့ကွာနောက်ထပ်သတင်းပုံအနေနဲ့ကတော့ AOD တိုင်းအသိမျိုးမှရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိုစစ်တပ်ကလုံခြုံရေးတင်းကျပ်စွာခြာပြီးတော့ ဖြက်စည်းနေကြောင်းပသိမ်မြို့ကကင်းထောက်အဖွဲ့တွေကပြောထားတာတွေ့ရှိရပါတယ်။ဒါကတော့ပသိမ်မှာရှိတဲ့မြို့ကံပြည်သူတွေအနေနဲ့တစ်ချက်တော့သတင်းပေးလို့ရပါတယ်။အတိအကျခိုင်မာတဲ့သတင်းကိုပေးဖို့ကြောက်ဖို့လည်းဒီရင်ကိုင်းမျိုးထပ်မံတောင်းဆိုခြင်းပါတယ်။ဒါဟာပသိမ်မြို့ကံ30ပြည်တော်စုခွင်းမှာတည်ရှိနေတဲ့ဘူကျုပ်အောင်ဆန်းရုပ်ထုကိုစစ်တဟလုံခြုံရေးကျင်းကျပ်စွာဖြင့်ပဖိုးနှစီဖြင့်ဖြက်စည်းလိုက်ကြောင်းနဲ့ရင်းနောက်ယမနေ့နံနက်ပိုင်းမှာပြည်တော်စုကွင်းကိုမိုးကစိမ်းများကာယံထားပြီးစစ်တကလုံခြုံရေးယူထားကြောင်းလည်းဒေသခံပြည်သူချို့ကပြောထားတယ်လည်းတွေ့ရှိထားရပါတယ်။ ဂျမ်ဘတ်စစ်တေဟာနိုင်ငံတော်မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကိုအကြာခဏဆိုသလိုဖျက်ဆီးလျက်ရှိပြီးတနိုင်ငံလုံးဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကင်းစင်ရေးဒီမှန်ကိန်းကိုလည်းစတင်ယူဆထားကြောင်းတဲ့တည်င်းပေါ့ကြောင်းမြတ်တိစီရတည်င်းပေါ့ကြောင်းဝရသိရှိရပါတယ်ဗိုလ်ချုပ်ရဲ့ရုပ်ထုကိုမလို့ဘလော့ဖြစ်ဖြစ်ပြည်သူတွေပေါ်လန်ပြည်သူတွေရဲ့ရင်ပထမရှိတဲ့ဗိုလ်ချုပ်နဲ့မေဆုကိုတော့မင်းတို့ဘယ်တော့မှဖျက်ရှားလို့မရဘူးဆိုတာသိဖို့လိုပါတယ်ဒါကိုသိလို့လဲစစ်ခွေးမရောက်နိုင်တဲ့ကောင်ကြိတ်မနိုင်ခဲမနိုင်တဲ့အခုလိုလုံနေတာတော့အထင်ရှားပဲဖြစ်ပါတယ် အဲဟိုဘက်ပြည်ပြည်အုပ်စုတွေနဲ့ပြည်တွင်းမှာနေထိုင်ခဲ့တဲ့ပြည်တွင်းမှာနေထိုင်တဲ့ဟိုဝုံမုံရွှေရဲ့ပြိုင်ဘက်လူပညာတဲ့အုပ်စုတွေကတော့မင်းသမီးဝုံမုံရွှေကိုလာပြီးရွေတက်ခဲ့တာတွေလောက်လာပြန်ပါပြီ။ဝုံမုံရွှေထိတယ်မင်းပါတာပဲ။နေရတကောပေါ့လေ။ဆိုတော့ကျွန်တော်ကတော့ပွန့်လေပြောတော့ဘာလို့ဒီလိုလုပ်လဲလို့မင်းအခုမင်းသမီးဝုံမုံရွှေရဲ့နတ်ဝင်တယ်ဆိုတော့ရုပ်ရှင်ဇာတ်ကအခုတော်တော်နာမည်ကြီးနေတယ်တော်တော်ခက်စားနေတယ်။တော်တော်လေးဒီဇာတ်ကမှဝုံမုံရွှေကျုပ်ဆောင်ထားတာကဟိုတကယ့်ကိုတပါပေါ့ဗျာမင်းသမီးတယောက်ကတပါအေးချင်းဟိုနိုင်ငံတကာစံကြီးစံကြီးမှီမှုစသဖြင့်ပေါ့ဗျာသူအပြစ်ပြောစရာမရှိတော့အောင်ကိုအရင်က ကောင်းလုံးနေတဲ့ခါကျတော့တကယ်ဒီကောက်ကိုကြည့်ကြတဲ့ရုပ်ရှင်လောကရဲ့တဘာကြီးတွေဆရာကြီးတွေကအကုန်လုံးကမှတ်ချက်တင်ကြိုက်ပေးတယ်။ဥပုံရှင်ရဲ့အမှုပညာကတော့တကယ်အမကန်ဖြစ်လာတယ်ဆိုတော့မှတ်ချက်ပေးကြတယ်။အဲကျော်မြင့်မြင့်ကောင်ဆိုရဲ့ဗဇက်ကတော့တကယ်ချင်းညယူပဲစနော်။ဥပုံရှင်တဲ့လက်လုံးကြောင်းထောင်ပြုခုချိန်မှာထွက်ကြည့်ပါလား။ဘယ်လိုပြောမလဲဆိုတော့အခုတော့ခရိုနီကိုယူထားပြီးတော့ပျော်ပျော်ကြီးအော်မြူးနေတယ်ဥပုံရွှေကိုနောက်ကနေချီးကျူးနေရတွေ့နေရပါတယ်။အဲ့တော့ဒီနှက်ဝင်တဲ့ကားနဲ့ဥပုံရွှေကြီးကနောက်တစ်ခေါက်အကယ်ဒမီနောက်ထပ်တစ်ဆုဒီဒီနေ့နောက်ထပ်အကယ်ဒမီတစ်ခုရနိုင်ရရှိရဲဆိုတဲ့သုံးသက်ချက်တွေတော့ကြိုးတော်ထွက်လာတယ်ဘာလို့လဲဆိုတော့တချို့တွေဟာဒီကားတော့ဥပုံရွှေကြီးကလုံးဝဒါအကယ်ဒမီမှလို့ရပြီဆိုတာဒီတော့ ဟိုမှတ်ချက်ပေးတယ်ပြောရင်တော့မှတ်ချက်ပေးရမျိုးအကုန်လုံးကဒီရုပ်ရှင်လောကမှာဆရာကြီးတပါးကြီးတွေအများကြီးပါပါတယ်ဆိုတော့ကျွန်တော်ကြည့်ပြီးတော့ဒီနောက်ဝတဲ့ကရဲ့ trailer trailer ကြီးကြည့်တဲ့ခါကျတော့ရှေ့တုန်းကရှေ့မှာပြခဲ့တဲ့ပေါ်ပေပေါ်တော်တော်ကားတွေနဲ့ဘာမှမဆိုင်တာတော့တွေ့ရတယ်ကွက်ထွက်လာပြီးတော့ကွက်ထွက်လာပြီးတော့လုံးဝလုံးဝဟိုကြုံကြည့်ရတာတကယ်ကောင်းပြီဟိုအဆင်တန်းမီတဲ့ကားတကားလိုမျိုးခံစားရတယ်ပေါ့ဗျာနိုင်ငံကနဲ့ stand ရှင်ဆိုတော့အဲ့လိုကားမျိုးကအခုယုံတင်ပြီယုံတင်တဲ့ခါကျတော့ဒါကိုယုံတင်တာကိုမနာလို့မရှုစိတ်ကြတဲ့ပြည်တွင်းနေအမှုပညာရှင်အချို့အမဲဘယ်သူတွေတော့ကျွန်တော်မသိဘူး ဝုံမွှေရီကိုတိုက်ခိုက်ရင်ဝုံမွှေရီပြိုင်ဘက်ကပဲတိုက်ခိုက်လိမ့်မယ်သူ့ချစ်သူကတိုက်ခိုက်ကြအောင်မရှိဘူးချစ်တဲ့သူတွေကသူ့တိုက်ခိုက်ကြအောင်မရှိဘူးသူ့မနာလိုမရှိဘူးနဲ့လူဝုံမွှေရီကိုအောင်မြင်တာကိုမနာလိုမရှိဘူးဖြစ်နေတဲ့လူအတိုင်းဝန်တစ်ခုကပဲတိုက်ခိုက်လိမ့်မယ်ဘာလို့လဲဟိုကအောင်မြင်တာလည်းအထုတ်ထိတ်ဖြစ်နေပြီလေဆိုတော့တိုက်ခိုက်တဲ့သူဘယ်လိုထုတ်ထိတ်ကိုတက်သွားလဲဝုံမွှေရီကခရိုနီယိုယူလိုက်ဦးလားမင်းတို့ကခရိုနီယိုယူရတဲ့အောက်ကပြေးပြီးတော့ထမင်ကောင်းဆုံးမကောင်းနေလားဘာလို့ဝုံမွှေရီကိုတိုက်ခိုက်တယ်ဒီဘက်ကပြည်တွင်းကအချက်လက်တွေပြေးတယ်ပြပအုပ်စုတွေနဲ့ပေါင်းပြီးတော့ဝုံမွှေရီရဲ့နောက်ဝင်တဲ့ကောင် white coat လုံးမယ်လို့ဘာလို့ညာတို့ရှောက်လုံးကြရောဗျာတော့မကြည့်ကြဘူးဗျာညာပြောတယ်ကျွန်တော်သိရတော့တော့မကြည့်ကြနဲ့လို့ပြောရိမ့်မယ် ချင်းတော့ရင်တော့ပြည်တွင်းမှာတွားကြည့်ခြင်းတဲ့လူတွေတပုံကြီးကျွန်တော်စုံစမ်းကြည့်ပြီးပြီတချို့တွေတော့တွားကြည့်ကြတယ်ပြောတယ်မလီတချို့တွေဆိုရင်ကျွန်တော်ကြားပါတယ်တချို့ဆိုရင်မလီယုံထဲမှာလိုက်ပြီးမဲတော်ဆိုရင်နေသေးတယ်ဆိုပဲယုံထဲမှာအကျိုးရှင်ကြည့်ဖို့လိုက်မဲဆိုရင်နေဆိုပဲဘာလို့လဲဆိုဒီကားကိုကြည့်ဒီကားတအားကောင်းမဲဆိုရင်နေတာမင်းတို့6800ဇာတိဟာလုံးမရှိအကင်မရှိအဖိုးကြီးဘွားကြီးဟောကကလေးပစ္စည်းလေးတွေဟာတော့ခါကျတော့ယုံယုံယုံသားတွေကုမ္ပဏီဝါတွေဆိုလို့ရှိရင်စုပြီးတော့ကြည့်ဖို့တိုင်ပင်နေကြတယ်တိုင်ပင်ပြီးတော့ကြည့်ကြမယ်ရုပ်ရှင်ယုံနေမှာလူတွေတော်တော်များများဝင်ကြည့်ကြတယ်လို့ကြားတယ်ဆိုရင် ဒါပေမဲ့အဲ့လိုအောင်မြင်နေတာကိုတစ်ဖက်အုပ်စုကကျတော့မကြိုက်ဘူး။ဟောပြည်တွင်းမှာရုပ်ရှင်ယုံတွေရုပ်ရှင်ယုံတွေအများကြီးကြေကြေပြန့်ကွန့်လာတာ။ဟိုနေ့ကဦးကြည်စိုးတော့ကပြောပါတယ်။ဟိုကတော့ဦးကြည်စိုးတော့ကဒုဒုချီမှာကွာတဲ့21အခင်းကြီးအစတော့ကရုပ်ရှင်ယုံတွေအားတဲ့နည်းနည်းပဲဖွင့်နိုင်ခဲ့တယ်တဲ့။ရှိသမျှဖွင့်နိုင်တဲ့ယုံရဲ့၄ချို့တချို့လောက်ပဲ၄ပုံတစ်ပုံလောက်ဖွင့်နိုင်ခဲ့တာ။အခုဆိုရင်၄ပုံ၃ပုံလောက်ပြန်ဖွင့်နိုင်နေပြီတဲ့။ဘာပြောဒီ၃နှစ်နဲ့တည်းမှာရုပ်ရှင်လောကကြီးကိုပြန်ပြီးတော့ရအောင်တီထောင်ထားနိုင်ခဲ့တာတော်တော်ကောင်းလာခဲ့ပြီပေါ့နော်။အားကောင်းလာခဲ့ပြီ။ဒီလိုအခြေအနေကြီးကြာမှဒီလိုမျိုးမယ်ပြောချင်တာရုပ်ရှင်လောကကြီးကမယုံနဲ့လက်ထက်ကြာမှတက်လာတာပေါ့။ ဒီကြပါတဲ့မင်းအောင်လည်းကြူကြူခေါ်တယ်သူ့အဆောင်ကောင်းတော့ရှင်းမြောက်ပွဲသူပဲတက်ချင်နေတာယူ white call တွေဘာတွေညာရင်းနဲ့လူပညာလောကသားတွေကိုဒုက္ခပေးနေတဲ့အုပ်စုတွေပေါ့သူစိတ်ထဲစိတ်မချမ်းသာတဲ့ကြောင့်သူပြောတယ်ဒါတွေအကုန်လုံး white ထိန်းချောင်းအောင်ပဲဗီဒီယိုမှာရှိတဲ့လူပညာရှင်တွေအကုန်လုံးစီးစီးလုံးနဲ့ထိန်းချောင်းပြီးတော့ဒီလောကကြီးကိုဆက်တောင်းပေါ်အောင်တိုးတက်အောင်အတူတူ white ပြီးတော့ညီညွတ်နဲ့လုပ်ကြရမယ်ပြည်ပအန်နေရပြည်ပြည်အုပ်စုတွေအန်နေကိုကာကွယ်သင့်နေဆိုတဲ့ရှုထောင့်မျိုးနဲ့သူကျွန်တော်ပြောပါတယ်တကယ်လို့အမှန်ပါပြည်တွင်းမှာနေတဲ့လူပညာရှင်တွေကအချင်းချင်း fight နေရမယ်ဆိုတာအတူတူပူးပေါင်းပြီးတော့ အပြင်ကလာတဲ့အန်တီကိုကာဝင်ကြရမှာဟိုကိုနေတို့ကိုဝိုင်းပြီးတော့ပြိပပြိပြိပြုတ်ဆိုတော့ဝိုင်းလှော်တယ်ဆိုရင်ကိုနေတို့ဘက်ကနေပြိတို့ပြည်ပြန်ရှင်နေကိုတော့အုံနေချင်းနဲ့ပြန်ပြီးတော့ကာဝယ်ပေးရမယ်ဒါကိုနေတို့ဘက်ကတော့ကာဝယ်ပေးတာဟာကို့ပြည်တွင်းမှာနေထိုင်တဲ့အမှုပညာတွေအားလုံးကိုကာဝယ်ပေးတယ်အတူတူပဲအဲတချိန်တော့ကတော့လက်ထက်မှာလက်စိုးရောင်းထုံပြီးတော့လော့စပီကာကြီးနဲ့နေတို့အော်နေတို့ကတော့ကိုနေတို့နေတို့ဆိုပြီးတော့ကိုတော်ထက်မခေါ်တဲ့ကြော်မျိုးမင်းဆိုတဲ့ကောင်ဝင်ဘက်ဆက်ကချင်းချယူပြော်ပြီးခုကြတော့နေတို့ကနေပြီးတော့သူတို့ရဲ့လော်ဘီကားလေးကိုပအောင်နေတဲ့တေးဥဆောင်ပြီးတော့ကိုနေတို့ဆိုပြီးဖြစ်သွားတာတွေ့နေရပါတယ်ငါတော့မကြခင်မှာကိုနေကိုတို့ဖြစ်တဲ့မှာကောင် ဟာ၂ရက်နေ2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှလည်းကျွန်တော်တို့ထူးခြားဖြစ်စဉ်တွေရှိတယ်သတင်းကောင်းတွေရှိတယ်ပေါ့နော်ပြီးတော့ဒါမင်းအောင်လည်းအယူွက်တွေလည်းရှိတာပေါ့လေနော်အဲအဲ့တော့ဒါကျွန်တော်တို့ဒါခွန်အားဖြစ်စီမဲ့အကြောင်းတွေလည်းပါသလိုပြီးရင်ကျွန်တော်တို့ဒါအတူတူပါဝင်ပူးပေါင်းပြီးတော့လှုပ်ဆောင်ရမယ့်ဟာတွေကိုတက်နိုင်တဲ့အပိုင်းတွေမှာလှုပ်ဆောင်ရမယ့်ဟာတွေလည်းပါတာပေါ့လေနော်ပထမဆုံးတော့ဒါရှေ့ကောင်စီကဒါဗကိုးတိုင်းပရောင်းမြို့နယ်တဲ့ကစီးရေးလှုပ်ရှားတာတွေပြန်ပြီးတော့လှုပ်လာတယ်အဲကဖစာ16ရဲ့ကာကင်းစကန်ဖြစ်တဲ့ဒီ point 63လုံးစကန်အဲ63လုံးစကန်ကိုဒါအေရသိမ့်ပိုက်ပြီးတဲ့နောက်မှာပေါ့နော်ရှေ့ကောင်စီဘက်ကဒီနေရာကိုပြန်ရဖို့အတွက် ထိုးစစ်စင်တာတွေတောက်လျှောက်လုပ်ခဲ့တယ်စစ်ကြောင်းတွေတောက်လျှောက်လှုပ်ခဲ့တယ်အင်အားကိုယာနဲ့ချီပေါ့နော်200လွတ်လိုက်100လွတ်လိုက်300လွတ်လိုက်ဒါမျိုးပုံစံမျိုးတွေနဲ့စစ်ကြောင်းတွေကိုခွဲပြီးရလွတ်လိုက်တကြောင်းနဲ့လွတ်လိုက်ဒါမျိုးပုံစံမျိုးတွေလွတ်နေတာအခုလဲအဲ့စစ်ကြောင်းတွေဒါစစ်ကြောင်းလိုက်ပျောက်ကုန်မြန်တယ်စစ်ကြောင်းလိုက်ဖြုတ်ခံရတယ်ဘာဖြစ်လို့ဒီလောက်ထိစစ်ကြောင်းတွေတောက်လျှောက်လွတ်နေရလဲဆိုတော့ဒီနေရာကိုပြန်ရယူဖို့အတွက်စစ်ကောင်စီအရန်ရေးကြီးတယ်ဘာကြောင့်လဲဆိုတော့ဒီ0.63လုံးစကန်ဆိုတာကကာဖာဆာ16ရဲ့ကာကင်းစကန်တစ်ခုဖြစ်တယ်အဲ့ကာကင်းစကန်တစ်ခုကိုလက်လွတ်ပြီးရတဲ့အချိန်မှာ နောက်ထပ်စကမ်းတစ်ခုလည်းဒါပါသွားရှိသေးရပါတော့။အဲအကြောင်းလည်းပြောပြ။အဲအဲ့လိုမျိုးဆိုတော့ဒါစစ်ကောင်စီဘက်ကဒီနေရာကိုပြန်ရဖို့အတွက်အသေးအံစစ်ကြောင်းနဲ့လွှတ်တယ်။အဲကပ္ပစဆိုတာလည်းသူတို့အတွက်အရေးကြီးတယ်ဗျ။အဲဒီစက်ယုံတွေကနေပြီးတော့သူတို့ဒါလက်နက်ခဲရနေတောက်လျှောက်ထုတ်လုပ်ဖို့လိုတယ်။အခုလိုမျိုးသူတို့အတွက်အရေးပေါ်အရေးကြီးချိန်ဖြစ်နေတဲ့အခြေအနေမျိုးမှာ လက်နက်တွေခဲရန်တွေဘုံသေးတွေဒါတွေကသူတို့အရန်လိုအပ်တယ်လက်နက်ကလည်းလိုအပ်တယ်ဘာလို့လဲဆိုတော့ပြည်သက်တပ်ဖွဲ့တွေကတောက်လျှောက်လက်နက်တွေပါသိမ်းနေတာဖြစ်တဲ့အတွက်ပြည်သက်တပ်ဖွဲ့တွေကိုအလင်းမီပို့ဆောင်ပေးဖို့အတွက်လက်နက်တွေများများထုတ်နိုင်မှုလည်းလိုသေးတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါပြည်သူလူထုကိုဘုံကျဲတက်ဖြတ်ဖို့ဒီဘုံသေးထုတ်လုပ်တာတွေလည်းဒီကမ္ဘာစားတွေကနေပဲတောက်လျှောက်ထုတ်တယ် အဲ့ကြအိုက်ကပါစားတွေအနည်းကိုဒီထိုးစစ်တွေရောက်လာတာဖြစ်တဲ့အတွက်ဒီကာကင်းစကန်ကုန်းတွေကိုပြန်ပြီးတော့အသေးအတန်ရယူဖို့ကြိုးစားလာတယ်။အဲ့လိုအပြင်ဟောပါတော့သူကဒီဆက်ယုံတွေအတိုက်မခံရအောင်လို့သူကအင်အားဖြစ်တင်းတာတွေပြင်အိုက်ကပါစားဆက်ယုံတွေဘေးနားမှာကာကင်းစကန်အသစ်တွေဆောက်လုပ်တာတွေပြီးတော့ခန်းစစ်ပြင်တာတွေပြင်ခဲအရိတ်ကဖြစ်တင်းတာတွေသူဇက်တိုက်ကိုလှုပ်တယ်ပေါ့နော်။အဲ့လိုလှုပ်ပြတာနဲ့သူကအတင်ဖြစ်လောက်ပြီဆိုတော့အနေထားရောက်ပြီဆိုရင်ထပ်ပြီးတော့စစ်တောင်းထိုးတယ် အဲ့လိုစစ်ကြောင်းထိုးရင်အာခတ်တတော် A နဲ့ဒါပူအောင်တပ်ဖွဲ့တွေကစောင့်ကြည့်ပြီးတော့ဂျာပြတ်တိုက်ခိုက်တယ်။အဲ့လိုတိုက်ခိုက်တဲ့ခါကျရင်အလောင်းတော့မဆွဲနိုင်ဘဲနဲ့ထွက်ပြေးရတာရှိတယ်။အဲ့အဲ့လိုမျိုးပဲဒေါက်ရှော့ဒေါက်ရှော့ဒီတန်တရာကြီးကိုဒီကောင်တွေလဲနေတာ။ အဲ့လိုမျိုးပုံစံမျိုးနဲ့ပဲသူတို့တွေစကြောင်းထိုးလာလိုက်တေးလိုက်ပြန်ပြေးလိုက်အဲပြီးရင်ထပ်ပြီးဆုပ်ဖွဲ့လိုက်စကြောင်းထိုးလာလိုက်ဒါမျိုးပုံစံမျိုးတွေလုပ်နေရပါတော့အဲ့တော့အဲ့လိုမျိုးစကြောင်းတွေတောက်လျှောက်ထိုးနေပြီမဲ့ထိုးတိုင်းပျောက်ပျောက်သွားတာတော့မတက်နိုင်ဘူးဗောနော်ထိုးပျောက်စကြောင်းတွေဗောနော်ထိုးတိုင်းပျောက်ပျောက်သွားတာဗောနော်အဲ့တော့စစ်ကောင်စီကဒီ point 63လုံးစကန်ကိုပြန်ရဖို့ထိုးစစ်ဆင်နေတာတွေစကြောင်းတွေလွတ်နေတာတွေကကာလာတစ်ခုတော့ကြာပြီဘာဖြစ်လို့လဲဆိုတော့ဒီစကန်အခါတက်တော် A ကတိမ့်ပိုက်ပြီးတဲ့ချင်းချင်းမှာပဲဗောနော်တိမ့်ပိုက်ပြီးချင်းချင်းမှာပဲစစ်ကောင်စီကတောက်လျှောက်စကြောင်းတွေလွတ်တာ အဲ့လိုမျိုးလွတ်နေတဲ့ဒီစကန်အခုချိန်ထိလည်းသူတို့မရသေးဘူးအဲ့ဒီစကန်ကိုမရတဲ့အပြင်ပေါ့နော်ဟိုကတံပြန်ထိုးချက်ပြန်လုပ်လိုက်တဲ့ခါကျတော့အဲ့စကန်ကိုအဓိကထောက်ပံ့ပေးနေတဲ့နောက်ထပ်စကန်ကုန်းတွေပါပါကုန်ထောက်ဖို့စကန်လေးပေါ့နော်အဲ့ကုန်းတွေပါဒါလက်ညှိုးဝင်တိုက်ပါဟိုနေ့ရလို့ပေါ့အဲ့လိုမျိုးပုံစံမျိုးနဲ့ပြန်တိုက်ပါ၂၄ရက်နေ့မှာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့နောက်ထပ်စကန်တစ်ခုကိုစစ်ကောင်စီဆက်ပြီးတော့ဆုံးရှုံးခဲ့ရအဲ့တော့ A ကလက်ညှိုးဝင်တိုက်တာပေါ့နော်အခုဒါကပ္ပစဝင်းကျင်မှာတိုက်ပွဲတွေညင်နေတာမျိုးရှိတယ်အဲအေဘက်ကညင်နေတည်ရတယ်မဲ့သတိသာထားတော့ဗောနော်နားဆွင့်နေတော့ပဲဘာလို့လဲဆိုတော့ဒါတော်များပြောကြရရှိတယ်စစ်ကောင်စီတဲက ဒီအထွေကြောင့်ရှိတဲ့သူတွေဝါချင်းပေါ့နော်အရင်စစ်စစ်တပ်တော်တော်များများရှိတဲ့သူတွေဆိုလဲဒီအခြေအနေမျိုးတွေကိုသူတို့မကြိုက်ကြဘူးဘာလို့လဲဆိုတော့အဲ့လိုမျိုးငြိမ်နေရင်သူတို့အရန်စိုးရိမ်ကြတယ်စိတ်ပူကြတယ်ဟာငြိမ်နေရင်တတိထားတော့အဲတော့အခြေအနေတွေကငြိမ်နေတယ်ဝုန်ငြိမ်ဝုန်ငြိမ်ဆိုသူတို့ကိစ္စမဖြစ်ဘူးအဲ့လိုမျိုးငြိမ်နေပြီဆိုရင်သူတို့တခုခုခံစားရတော့မယ်သူတို့သိနေတယ်ပေါ့နော်မသိစိတ်ကကွာလှုံ့ဆော်နေတာအဲ့လိုမျိုးပေါ့အဲဒါကြောင့်မလို့ဒါစစ်ကောင်စီဘက်ကအင်အားစုဖွဲ့ပြီးတော့ထိုးစစ်ပြင်တာမျိုးတွေတော့လုပ်နေတယ်ကပ္ပစ16ကပေါ့နော်ထူးခြားတာကကပ္ပစ16ကဒီပစ္စည်းတချို့ကိုလည်း ပြည်ရွှေ့ပြောင်းနေတဲ့ပုံစံမျိုးတွေသိရတယ်ဗောနော်အဲ့တော့ဈေးကောင်စီကဒီနေရာတွေကိုလက်လွတ်ရပြီဆိုရင်တော့မှပဲထပ်ပြီးတော့ဒီထုတ်လုပ်ရေးလုပ်ငန်းတွေဆက်ပြီးလုံဆောင်နိုင်ဖို့အတွက်ကလည်းပြင်ဆင်နေတဲ့ပုံစံမျိုးတော့တွေ့ရဒါပေမဲ့အဲ့ရကလွယ်ကူတာမဟုတ်ဘူးဒီဟာတွေကိုအကလုံးဆုံးရွှေ့ပြောင်းနိုင်ဖို့အတွက်ကသူတို့ဒီလက်ရှိကြုံနေရတဲ့ကျက်တဲနေတဲ့အခြေအနေတော်တဲ့မှာလွယ်လွယ်ကူကူရွှေ့ပြောင်းနိုင်ဖို့ကလည်းဒါခက်ခဲနေမယ်ပေါ့နော်။ဒါပေမဲ့လည်းစစ်ကောင်စီကတည့်တဲ့အတိုင်းပဲဖြစ်ဖြစ်တဲ့ပုံစံမျိုးနဲ့တော့တို့ကတို့အတွက်အရေးကြုံလာပြီဆိုရင်တို့နီးမျိုးစုံတုံးပါပဲ။အဲ့တော့ဒါကလည်းကြိုတင်စဉ်းစားရမယ့်ဟာဖြစ်တယ်ပေါ့နော်။အဲ့တော့ ပစ္စည်းတချို့ကိုရွှေ့ပြောင်းနေလာတယ်ရှိတယ်ဆိုပြောလဲသိရတယ်ဒီကောင်းနေကွာအဲ့တော့မတုံချောင်းကြေးရနီးမှာတိုက်ပွဲဖြစ်တယ်နေလဲကြားနေရတယ်စစ်ကောင်စီဘက်ကဝိုင်းတွဲနဲ့ဘုံကျဲတာတွေလှုပ်တလို့တဲ့ဒါကင်းထောက်လင်းရင်နေနဲ့ပြန်ဝဲကင်းထောက်တာတွေလည်းရှိတယ်ကာဖာစာ16ဆက်ယုံကိုစစ်ကောင်စီကစစ်ကားတွေနဲ့ဒီရက်အတော်တွင်းမှာကိုပဲနောက်ထပ်အင်အား200 200လောက်ထပ်ပြီးတော့ဖြည့်ထားတယ်ပေါ့နော်အဲ့တော့ဒါရှမ်းမြောက်ဘက်ချမ်းမှာသူအနေနဲ့ဒါအပြည့်ရက်လိုက်ပြီးဖြစ်တဲ့အတွက်ပေါ့နော်ဒါအရခတက်တော့ AA ကိုထပ်ပြီးတော့ဒီရက်ပိုင်းထဲမှာပို့ပြီးဖြည့်လာနိုင်မယ် ဖြစ်ရင်စစ်ကြောင်းတွေပို့ပြီးထိုးလာနိုင်မယ်လို့လည်းဒါယူဆရတယ်ဗောနော်အဲ့တော့တိုက်ပွဲတွေကကပ္ပစာ16နဲ့0.63လုံးစက္ကန့်ကြားတဲ့ကဒါမတုံချေးရွာနားမှာတိုက်ပွဲတွေဖြစ်နေတာအဲ့တော့ဒီမတုံချေးရွာဆိုတာကလည်းဒီကပ္ပစာ16နဲ့သုံးလေးမိုင်လောက်ပဲဝေးတာအဲ့ဆိုတော့စစ်ကောင်စီကဒီမတုံချေးရွာနားမှာကိုပဲနောက်ထပ်ကာကင်းစက္ကန့်အစ်စ်တွေထပ်ပြီးတော့စောက်တယ် အဲပြီးရင်ဒီအင်အားတိုးတာတွေအင်အားဖြစ်တင်းတာတွေတောက်လျှောက်လုပ်တယ်စခန်းအစ်စ်တွေစောက်တယ်အဲပြီးတော့ဒီကမ္ဘာစား၁၆နာကဒေတာကန်တွေကိုလည်းဒါအပြင်ကိုထွက်ခွင့်မပေးတော့ဘဲနဲ့ပိတ်ပင်တာတွေတားဆီးတာတွေစပြီးတော့လုံလာနေပြီဆိုပြီးတော့သိရတယ်ဒီလိုမျိုးလုပ်တာကလည်းလူတို့ကိုတေးကြတဲ့ဒါက၆ဖြူမှလိုပဲစစ်တွေမှလိုပဲပေါ့နော်ဒီနေရာတွေမှာလူလူမရှိတော့ဘူးဆိုရင် online ကျင်းလိုက်တဲ့ဒလဟောဝင်ရတာမှာလူလူသာမရှိဘူးဆိုရင်လူလူကိုငဲ့ညာစရာမလိုတော့ဘူးဆိုတဲ့အခြေအနေမျိုးဖြစ်သွားပြီဆိုရင်ဒလိုင်းတက်ဖွဲ့တွေကအသက်ကုန်ကျုံးမှာ အဲ့ဒါကြောင့်မလို့စစ်ကောင်စီကလည်းဒီလူတို့ကိုလူသားတိုင်းပုံစံမျိုးနဲ့ထားထားတာတစားကံပုံစံမျိုးနဲ့ထားထားတာအခုအဲ့လိုပုံစံမျိုးတွေစပြီးမြင်တွေ့နေရပြီအဲ့တော့ပြည်သူလူထုအနေနဲ့လည်းဒါဘေးလွရာတွေဒါတေချာဒါပြင်ဆင်ထားကြဖို့လိုတယ်ပေါ့နော်ဆိုလိုတာကဒီတိုက်ပွဲတန်တွေကိုအမြဲတမ်းနားဆွင့်နေပြီးတော့ဒါဒေါ်လိုင်းတပ်ဖွဲ့တွေရဲ့ ဒီဆက်သွယ်ပြောဆိုမှုတွေဒါမှမဟုတ်လေတော်လိုင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်မှုတွေဒီဥစ္စာတွေကိုဂရုစိုက်နားဆွင့်ကြဖို့လည်းလိုတယ်ပေါ့နော်တိုက်ပွဲကတော့တေးကြတဲ့တပ်ဖွဲ့တွေကတော့ဒါလောကသတင်းပေါက်ကြမှာဆိုတဲ့အတွက်ဒီလိုမျိုးကြီးထပြီးတော့ကြီးညာပြလိုက်မှာတော့မဟုတ်ဘူးဒါပေမဲ့လက်တလောကြုံနေရတဲ့အခြေအနေကဒါကြောင့်နိုင်ငံအတွင်းမှာရှိတဲ့ပြည်သူတွေဆိုရင်စစ်ဘေးတံကိုတောက်လျှောက်ဒါခံစားနေရတာဖြစ်တဲ့အတွက်ပေါ့နော်ဒီဥစ္စာတွေကိုအမြဲတမ်းမှနားဆွင့်နေစေခြင်းနဲ့အဓိကတော့အရေးကြီးတွေကြည့်ပြီးတော့ပေါ့နော်စိတ်ရိတ်စိတ်ငွေတွေမြင်တွေ့လာရပြီဆိုတာနဲ့ကိုပါလောက်ရမလဲဆိုတဲ့ဟာတွေကိုချုပ်တင်ပြီးတော့ပြင်ဆင်ထားကြစေခြင်းနဲ့ စစ်ကောင်စီကတော့တေးကြတယ်အဲ့လိုအခြေအနေမျိုးသူတို့ကြုံပြီဆိုတာနဲ့ဒီပြည်သူလူထုကိုဒါလုံးဝတစားကန်ပုံစံမျိုးတွေသူတို့တေးကြပေါက်လုပ်လိမ့်မယ် ရှည်တန်းလိုနေရာမျိုးတွေပေါ့နော်ရှည်တန်းဆိုတော့မင်းတို့အတွက်ကအကုန်လုံးရှည်တန်းဖြစ်နေအခုချင်းနေရအဲ့ကြအဲ့လိုနေရာမျိုးတွေကိုစစ်ကြောင်းသွားပြီဆိုရင်တော့မှပဲရှေ့ကနေပြီးတော့ပြည်သူတွေကိုတရားခံပုံစံမျိုးနဲ့အမြဲတမ်းခေါ်ခေါ်သွားတာတွေရှိတာ哦အဲ့ကြအဲ့လိုမျိုးပုံစံမျိုးတွေလှုပ်လာတဲ့ခါကျရင်ပြည်သူတွေဒုက္ခရောက်မှာဆိုတဲ့အတွက်အဲဒီတော်လိုင်းတက်ခွဲတွေရထုတ်ပြန်ချက်တွေဆိုလဲနားဆွေးကြပါဆိုပြီးတော့ပြောချင်တယ်ပေါ့နော်အဲ့တော့ဘကိုတိုင်းအုတ်ရှိပင်မျိုးမှာကပ္ပစ9 6 9 16 4ခုလောက်နော်အဲ့4ခုရှိတယ်အဲ့တော့အရကတက်တော့အိနဲ့ပြည်တဲ့တက်ခွဲတွေရထိုးစစ်ကဒီကပ္ပစတွေရအနီးနားကိုတဖြည်းဖြည်းနဲ့ကတ်လာနေပြီးရောက်လာနေပြီးပေါ့နော်အဲ့တော့တံပြန်ထိုးစစ်ပဲပြောပြောထိုးစစ်ပဲပြောပြောပေါ့နော်ဒီလိုချင်းနေ င်မျိုးကတော့ရုပ်ပြည်သူတွေရဲ့အကြိုက်ပဲပေါ့နော်ပြည်သူရဲ့ဒါမျော်လင့်နေတဲ့အရာတွေဖြစ်တယ်ဒီကပ္ပစတွေကစစ်ကောင်စီကအရန်ဒုက္ခပေးတဲ့ကောင်တွေဖြစ်တာပေါ့နော်အဲဒါကြတော့ဒီကပ္ပစ6နဲ့16ကိုခုလက်တော့မှာဒေါ်လိုင်းတပ်ဖွဲ့တွေကစစ်ကြောင်းနှစ်ခုခွဲပြီးတော့ပေါ့နော်ထိုးလာတယ်ပြောရရင်နော်စစ်မျက်နှာနှစ်ခုဖွင့်ပြီးတော့ထိုးစစ်တွေအချိန်မြင့်လာနိုင်ကြလေရှိတယ်ပေါ့နော်အဲဒါဘယ်လိုပဲဖြစ်ဖြစ်ဒါပြည်သူတွေနဲ့ဂရုစိုက်ကြဖို့လိုပါတယ်နောက်ထပ်သတင်းတစ်ခုကလည်းစစ်ကြောင်းလိုက်ပျောက်သွားတဲ့သတင်းကိုပဲထပ်ပြောမယ်အဲဒါကလည်းကြောက်ဖြူမှာဒါအခါတတော် A နဲ့ဖြစ်တဲ့တိုက်ပွဲတွေပေါ့နော်အဲ့မှာဒါလုံးဝစစ်ကောင်စီကဒီအခါတတော် A ရဲ့နှီးပြူပါလေသူခံမလို့မရဘူးဖြစ်နေတာ နေပြည်တော်ကဘလောက်ကောင်းလဲဆိုတော့ဗောနော်စစ်ကောင်စီအမြဲတမ်းမှသူတို့ကသူတို့ပါတွေးလဲဆိုတော့ဒီပျောက်ကြားစစ်ပျောက်ကြားစစ်နဲ့ပတ်သက်လို့ဟုတ်တယ်နိုင်ငံတကာမှာရောတခြားနေရာတွေမှာရောဒီပျောက်ကြားစစ်ကအရန်ထိရောက်ခဲ့ဒါပေမဲ့စစ်ကောင်စီကလည်းအဲ့ပျောက်ကြားစစ်နဲ့အတိုက်ခံရတာကိုပဲသူကနှစ်ပေါင်းများစွာကြာခဲ့ပြီအဲ့တော့ပျောက်ကြားစစ်အပြင်မှာသူကတံပြန်ပျောက်ကြားဘလို့လှုပ်ဆောင်အောင်လဲဆိုတဲ့ဟာကိုလည်းသူနှစ်ပေါင်းများစွာနှစ်နဲ့ချီပြီးတော့သူကတိရှိနေတဲ့အဖွဲ့အစည်းမျိုးဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးအဖွဲ့အစည်းမျိုးကိုပဲလုံးဝခတ်မှန်းလို့မရအောင်နေပြည်တော်ကမျိုးစုံတုံးပြီးတော့ လောကမမျော်လင့်ထားတဲ့ပုံစံမျိုးတွေနဲ့ကြီးပဲတိုက်နေတဲ့အာရခတက်တော်အေးကိုတော့တကယ်ကြီးကြီးလေးစားတယ်စစ်ကောင်စီတော်တော်ကိုပြတ်တုံနေတာပေါ့နော်ဘလို့မှကိုသူ့တက်အဆင်မပြေဘူးဖြစ်နေတာဒီကြောက်ဖြူတိုက်ပွဲတွေကပုံမူပြီးတော့ပြင်းထန်လာနေတယ်စစ်တပ်ကအကြဆုံးများနေတယ်ကြီးရလေ drone လက်နက်ကြီးအမြောက်အကုန်သုံးပြီးတိုက်တာမြေပြင်ကနေစစ်ကြောင်းအဲ့လိုထိုးတာအပေါ်ကနေပြီးတော့လာလေရင်နဲ့လည်းပြစ်တာပဲပြင်းဒါ navy နဲ့လည်းစော်တာပဲပေါ့နော်ပြင်း drone နဲ့လာ drone ဆိုလည်းသူတို့သိရတိုင်းပဲဒီလောကနီးပညာမြင့်နီးပညာမြင့်လောကသူ့အဖေနိုင်ငံနေစီကမြင့်တောင်းထားတဲ့ဟာတွေဝယ်ထားတဲ့ဟာတွေအဲအဥ္စာတွေနဲ့ပဲသူတို့တုံးတာပဲ ပြီးတာနဲ့မြေပြင်ကနေစစ်ကြောင်းထိုးတယ်အဲ့ထိုးတဲ့စစ်ကြောင်းဘလို့မှရှိမရဘူးဖြစ်နေတာထိုးသမျှအကုန်လုံးပုံနေတာတကယ်ထိုးပြောက်နေဖြစ်နေတာဗောနော်အဲ့တော့ကျွန်တော်ဒီ31ရက်နေ့မှာအဲ့တို့အင်အား၁၀၀ကျော်နဲ့ဒီတန်းချောင်းကြေးရွာကိုနောက်ထပ်စစ်ကြောင်းထိုးတယ်။ရှေ့မှာလည်းစစ်ကြောင်းတွေထိုးခဲ့တယ်နော်။အဲဒီစစ်ကြောင်းတွေထိုးတဲ့ချိန်တုန်းကလည်းအားခါတဲ့တော့အေကစရောက်တခြင်းပုံစံမျိုးနဲ့မြုပ်ပေးနေရအများကြီးပေါ့နော်။အခုလည်းအဲ့လိုပုံစံမျိုးနဲ့သူတို့ကဒီဒီတန်းချောင်းကြေးရွာဘက်ကိုအင်အား၁၀၀ကျော်နဲ့စစ်ကြောင်းထိုးတယ်။အဲ့စစ်ကြောင်းကဒါဇိုင်းချောင်းကြေးရွာနားမှာပေါ့နော်။အပြတ်အသတ်ချိန်မုန်းခံရရတယ်။အပြတ်အသတ် အပြတ်သက်ဆုံးမှာတော့ဗျာအကုန်အပြတ်အကုန်သက်ဟောနော်အဲ့လိုပုံစံမျိုးနဲ့ချိန်မိုးခံရရတယ်ဗောနော်နောက်ထပ်စစ်ကြောင်းတစ်ခုရှိတယ်အဲ့ဒါကလည်းရဲတရင်30နှစ်ကနေဗျာအင်အားတရားနဲ့ပဲအင်အားတရားနဲ့ပဲသူကဈိုင်းချောင်းကိုကြော်ပြီးတော့စစ်ကြောင်းထိုးလာတာခုနကတော့ဈိုင်းချောင်းသားမှာဖြစ်တာဗောနော်သူကတိုင်းချောင်းကနေကြော်လာပြီးတော့ဈိုင်းချောင်းကြီးရောင်းနားမှာခုနကတော့အကင်ခံရရတယ်စစ်ကြောင်းကြောင်းအဲအခုဒါရဲတရင်30နှစ်ကကြတော့ဒီဈိုင်းချောင်းကနေကြော်လာပြီးတော့ဒါကားလန်တစ်လျှောက်မှာစောင့်နေတဲ့ဈိုင်းချောင်းကိုတော့ကြော်သားရောကားလန်တစ်လျှောက်မှာစောင့်နေတာအာခတ်တော်အေကဘင်းလား ပြင်းတာလောကခုနလိုကအပြတ်တက်ပြင်းတာအပြတ်တွေအသက်တွေအဲ့လိုမျိုးတွေပြင်းပြတာပေါ့နော်အဲ့တော့ကျွန်တော်တို့တွေဘလောက်အချင်းနေဆိုးသွားလဲဆိုတော့တဲ့စစ်တပ်ကနောက်ဆုံးပြီးတော့ထွက်ပြေးတာအလောင်းတော့မကောင်းနိုင်ဘူးခဲ့စစ်တပ်မကောင်းနိုင်တဲ့အလောင်းတွေရခိုင်မှာတပုံကြီးရှိတယ်တကယ်ပြောတာအဲ့ဒါမညာဘူးအဲ့ဒီရခိုင်မှာတာဝန်ကျတဲ့သူတွေတာဝန်ကျဘူးတဲ့သူတွေပေါ့နော်ဒီအဲ့ဒီသူတွေကစီဒီယံလောက်လာတဲ့သူတွေအများကြီးရှိတယ် အဲ့ဒီသူတွေရဲ့ပြောပြချက်ကသူတို့ရဲ့စစ်တပ်တွေအများကြီးရှိတယ်။ချိုးဆိုရင်ဒါစစ်တပ်25 30ဒါမျိုးပုံစံမျိုးတွေနဲ့ဒါတက်ချက်တွေတက်ချက်ကြီးရှိတယ်။သူတို့ဘက်ကမှသူကဒီအေရှိတဲ့ဒီရခိုင်ဘက်ကိုလည်းသူတို့စစ်စင်ထိုးဘူးတယ်။ကရင်ဘက်လည်းသူတို့ထိုးဘူးတယ်။ပြီးရင်ဒါကချင်ဘက်လည်းသူတို့ထိုးဘူးကြတယ်ဗောနော်။ဒါပေမဲ့ဟိုတခြားဟိုင်းနဲ့ရှင်ပြီးပြောတာမဟုတ်ဘူး။သူတို့ဘက်ကမှသူတို့အကြောက်ဆုံးသူတို့အခက်ခဲဆုံးဖြစ်ခဲ့တဲ့စစ်စင်ကြီးကိုမေးကြည့်လိုက်။အဲ့ရခိုင်ဘက်ပဲ။ရခိုင်ဘက်ပဲ။ အဲကျွန်တော်စစ်တပ်နဲ့ဒါကတော့ဒီအသက်အရွယ်ပိုင်းခြားဒါမှမဟုတ်လေထိုးရတဲ့နှစ်အရေအတွက်အပိုင်းခြားပေါ်မှာတော့မူတည်ရင်မူတည်လိမ့်မယ်ပေါ့နော်။ဒါပေမဲ့သိကြတယ်သူတို့အကြောက်ဆုံးကအရခတ်တော့အေးပဲ။ဘာလို့သူခံမှန်းလို့မရလို့လဲ။လုံးဝခံမှန်းလို့မရဘူး။ဘာလို့မယ်ဆိုတာလည်းခံမှန်းလို့မရဘူး။ဘသူကဘာဆိုတာလည်းခံမှန်းလို့မရဘူး။ကလေးမို့လို့လည်းအထင်သေးလို့မရဘူး။လူကြီးမို့လို့လည်းအဲ့ဒါကကလေးရောလူကြီးရောဘယ်လောက်တောင်မှ စည်းလုံးနေတလဲဆိုတဲ့ဟာကိုဒါမြေဝါထင်နေသူတို့တွေ့ကြရတာအဲအကြောင်းမလို့ကြောက်ကြီးပန်းပြီးတော့ထွက်ပြေးရတဲ့စစ်သားတွေလည်းမနေဘူးအခုဆိုရင်ကိုပဲကြည့်ဒါအေးအတန်ကြားတာနဲ့ပြေးတဲ့ဒါဒီရခိုင်ကိုပို့ခံရတာအမှန်တော့အေးအတန်ကြားတာပေါ့နော်ရခိုင်ကိုပို့ခံရလို့ PDS ကိုအလင်းဝင်လာတဲ့ကလေးမျိုးဆက်သွယ်ရေး6ကနေပြတက်ချက်တအုပ်ရှိတယ်နှစ်ရက်နဲ့နှစ်ရက်နဲ့လက်နဲ့တော့မပါဘူးပေါ့နော်လက်နဲ့မပါရင်လည်းလက်ခံပါတယ်ဒါပေမဲ့လက်နဲ့ပါခဲ့ရင်တော့ပိုကောင်းတယ်ပေါ့နော်ဟာတခြားကြောင့်ပြောမဟုတ်ဒီထွက်ပြေးလာတဲ့ဒီစစ်သားအတွက်လည်းပါတယ်ပြီးရင်ဒါဒီဘက်ကဒေါ်လိုင်းတက်ဖွဲ့တွေအတွက်လည်းအကျိုးရှိတယ်ပေါ့နော်လက်နဲ့ကဒေါ်လိုင်းတက်ဖွဲ့တွေပြန်သုံးလို့ရတယ်သူ့အတွက်ကြလည်းစူးချင်းကိုရပေါ့နော် ော်ဒါပေမဲ့ဘလိုပဲဖြစ်ဖြစ်သူကတေးကြတယ်ရခိုင်ကိုပို့ခမ်းမှာဆိုလို့ထွက်ပြေးလာတာအဲ့တော့ကျွန်တော်ပြောမှမလုံဘူးအာခတ်တော်အေရဲ့အတန်ကိုကြားတာနဲ့တင်ကိုပဲပေါ့နော်အခုလိုမျိုးထွက်ပြေးမဲ့စစ်သားတွေကအများကြီးရှိတယ် အာဟိုကလှမ်းအောင်လိုက်တာနဲ့ရောက်မှလို့ရေစွာနဲ့ပြေးတော့မယ်ဆိုတဲ့အဖွဲ့လည်းရှိမှာပေါ့နော်အဲ့တော့ကြောင့်မလို့လေတော်တိုက်ခိုင်းတဲ့အချိန်မှာမတိုက်တော့ဘဲနဲ့ထွက်ပြေးကြတဲ့စစ်သားတွေကအများကြီးရှိတယ်အဲ့လိုမျိုးအခြေအနေတွေသာအများကြီးဖန်တီးနိုင်တယ်ဆိုရင်စစ်ကောင်စီကဘလောက်ပဲလူအင်အားရှိရှိမြေပြင်မှာတိုက်ပေးမယ်ဆိုမရှိတော့အဲ့လိုမျိုးမရှိတော့တဲ့အခြေအနေကြရင်တို့နိုင်စရာအကြောင်းရှိတော့ပေါ့နော်အာခတ်တော်အေကအဲ့တိုင်းကျုံနေတာပြီးတော့အခုအဲ့အာခတ်တော်အေနဲ့လက်တွဲပြီးတော့တိုက်နေတဲ့ PDF တွေအများကြီးရှိလာတယ်အဲ့ PDF တွေကလည်းအေးပေါ့စားတွေဖြစ်လာမှာတကယ် အခုသူတို့ရဲ့သူတို့နဲ့ပြောရတဲ့ဟာတွေအမူအရာတွေအပြောဆိုတွေသူတို့ရဲ့စဉ်းစားပုံတွေးခေါ်ပုံဒါတွေကအစပေါ့နော်လုံးဝကျွတ်စင်ကြီးတယ်တကယ်ပြောရမယုံမရှိနဲ့အခုဆိုရင်ဒါ AR တွေမကွေးပကိုးဒီနေရာတွေမှာ A နဲ့ဒူလက်တွဲပြီးတိုက်ပွဲဝင်နေကြတယ် PD တက်ဖွဲ့ရှိတယ်တကယ် A ပေါ့စားလေးတွေဖြစ်နေတာတကယ်အာတော်ယုံတန်ယုံဟိုဟာမျိုးလောက်နဲ့အဲသူတို့ရဲ့ဒီလုံချွေးထိခိုက်စေမဲ့စကားမျိုးဘယ်တော့မှမထွက်ဘူးတကယ်အခုတိုက်နေတာပဲနေ့စဉ်နဲ့မြန်တိုက်နေတာပဲစခိုင်းနေသိနေတော့ဒါကျွန်တော်ပြောပြရင်ဒါအဲ့လို လိုင်းပေါ်မတက်လာဘူးစကန်တွေတိန်းတယ်အဲ့လိုပြော AR တွေမှာပဲကြည့်ကြည့်မကွေးမှာပဲကြည့်ကြည့်ပကူးမှာပဲကြည့်ကြည့်စစ်ကြောင်းတွေပြုတ်တယ်စစ်ကောင်စီဘက်ကအလောင်းလက်တွေရတယ်တရင်မထွက်တော့ဘူးအဲ့လိုပေါ့အဲဆိုကျင်နာဒီဥစ္စာကလည်းစစ်နိုင်စေတဲ့အဓိကအကြောင်းရင်းတွေကတခုပေါ့လေနော်အဲ့တော့တပ်ဖွဲ့တွေကတကယ်ကိုအဲ့လိုပုံစံမျိုးလေးတွေဖြစ်လာတဲ့ခါမှာစစ်ကောင်စီကနောက်ဆိုရင် AA တံပြောနဲ့ PD အတန်ကြားရင်တော့ပြေးရမယ်အဆင့်မျိုးတွေဖြစ်လာတော့မှာစစ်ကောင်စီဘက်ကဘာမှခံယူချက်မရှိဘူးလေသူတို့ စစ်တိုက်ခိုင်းတယ်ဆိုတဲ့ဟာကသူတို့အဖေအတွက်တိုက်ခိုင်းတာဒီဘက်ကတလိုင်းတပ်ဖွဲ့တွေကတိုက်နေတယ်ဆိုတာကလူတို့လွမြောက်ဖို့အတွက်တိုက်နေတာဟွန်းဒေါ်လာမျိုးတွေကလည်းမဒီဘက်မှာတွေ့ခဲ့တဲ့အကြောင်းအရာတွေကလက်ရှိချိန်မှာဝီးထက်မြက်ကနေပြီးအခါကျတော့အေအေတန်ကြာရင်စစ်ကူးတွေရဲ့တုံ့နှုတ်ချောင်ချမှုတွေကိုလုံးဝမကုတ်ကုတ်ကွင်းမြောင်ပြပြသွားဖြစ်ပါတယ်ဒေါ်လာမျိုးတွေကတော့ဒီဗီဒီယိုတော့နဲ့ဆုံးသက်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်ဗီဒီယိုတက်လာဖြစ်တဲ့ကျွန်တော်ကိုကျေရူဗော်လူရှင်ရဲ့ channel နံပါတ်၄ကလေးလေးအဲရောအပိတ်ကြရထူးပဲကျေးဇူးတင်ရှိပါတယ်ရဲကိုကျေရူဗော်လူရှင် region main channel မှာကတော့နောက်ပိုင်းနဲ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တော့အတွက်ရောက်ပြီးတော့ကြည့်ရှု update နေတယ် ။ဟောဒီနေ့ကနေပြီးထပ်မံပြီးပေးနေပဲ။ဒေါ်လာမျိုးတွေအလုံးပဲဘာဝဘေးနဲ့မေးပေးတာမှအများဆုံးကင်းဝေးကြပါသေးလို့ထပ်မံတောင်းဆိုပြနေပဲ။နောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။